okay ဒါဆိုကျွန်တော်ဒီနေ့မှာတော့ limit scale ပေါ့နော်အရင်က limit location ကို transformation အဲ rotation လို့ပြီးပါဆိုတော့ဒီနေ့ limit scale လုပ်မှာနော်အဲ့တော့အရင်ဆုံးဒီဟာကိုအဲ post မှုပြောင်းလိုက်မှာပေါ့နော်ကျွန်တော်တို့ပြီးရင်ဒီကျွန်တော်လုံးမဲ့ဒီဘွန်းနဲ့ပြီးရင်ကျွန်တော်တို့ဒီကောင်ထဲကိုတခါလဲဒီမှာတန်းပြီးတော့ချိန်လိုက်ပါအရင်ဆုံးပြီးတော့မှ control p အနေနဲ့ okay ခဏလေးကျွန်တော် shortcut ပေါ်လိုက် okay ဒီဘေးမှာစဉ်းစဉ်းလေး shortcut ပေါ်ထားရပါတော့တချို့မသိတဲ့သူတွေအတွက် like ကြည့်လို့ရအောင် okay ဒါဆိုရင်เนาะဒီเนาะဒီကောင်းနဲ့ဒီကောင်းနဲ့ပေါ့เนาะကောင်းနဲ့ကျွန်တော်ဒီဘွန်းနဲ့ပေါ့အဲ့တော့ shift ပြီးတော့လောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဘွန်းအနေနဲ့ရှိတ်မှာဆိုတော့ post move ပြောင်းလိုက်ပြီးတော့မှာကျွန်တော်တို့ချိန်ချင်တဲ့ဘွန်းနဲ့ကို control p ဘွန်းပေါ့เนาะ okay ဒါဆိုရင်ရပြီအဲ့ဆိုရင်ကျွန်တော်ဒီကောင်းကချိန်ချိန်လို့ရပါပြီဆိုတော့ဒီကနေ သူ့ကိုကျွန်တော်ဒီမှာလောက်ကြည့်လို့ရပြီပေါ့နော်โอเคဒါဆိုရင်တော့ပို့ပြီးတော့တိတာဝိုင်းပေါ့နော်တိတာမြင်တာဝိုင်းโอเคဒါဆိုပြီးကျွန်တော်ဒီ bone constraint ထဲမှာခုကျွန်တော်လောက်ရှင်တဲ့ limit scale ပေါ့နော်ယင်းနေရာဒီဟာတွေပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့တချို့မလေးရသူတွေလည်းသွားကြည့်လို့ရတယ်ပေါ့နော်ခုကတော့ limit scale limit scale ဘယ်လိုလောက်မလဲโอเคအဲ့တော့ကျွန်တော်အရင်ဆုံးဒီမှာ owner မှာကျွန်တော် share video တွေမှာလည်းပါတယ်ဗောနော owner မှာကျွန်တော် local တို့ whats page တို့ post page တို့ဒီလိုမျိုးရွေးလိုက်အရင်ဆုံးကျွန်တော် local space အနေနဲ့ရွေးလိုက်မှာဗော local space ဆိုရင်တော့ကျွန်တော်တို့ direction ကဒီမှာ local ပဲဗောနော်အကယ်၍သာ whats page ဆိုရင်တော့ကျွန်တော်ဒီမှာလည်း global ပဲဗောနော် okay ဒါလည်း share video မှာကျွန်တော်ခဏခဏပြောတယ် okay အဲဆိုရင်ကျွန်တော်ဒီမှာ scale စပြီးလုပ်မှာเนาะအဲတော့ကျွန်တော်ဒီမှာ maximum မှာအကောင်လုံးပေးလိုက်မှာเนาะကျွန်တော်ဒီမှာ စကေးကိုအညီပေါ့နော်1ပေးလိုက်မယ် okay okay စကေးကို1အညီပေးလိုက်မယ်အဲဆိုရင်ကျွန်တော်ဒီကနေစကေးကျွန်တော်လုတ်ကြည့်လိုက်မယ်ဆိုရင် okay အဲဒီမှာဒီမှာသူကကျွန်တော်ဟောကြိုက်တဲ့လောက်သေးလို့ရတယ်ဒါပေမဲ့စကေးကျွန်တော်တို့အနေနဲ့ဒီ1အတိရောက်တဲ့အချိန်မှာလုံးဝ limit ဖြစ်သွားတယ်အဲ့လိုမျိုးဒီမှာဖြုတ်ပြီးတော့ကျွန်တော်ဒီကစကေးလုတ်ကြည့်မယ်ဆိုရင်စကေးရဒီမှာကြိုက်တဲ့လောက်ကျွန်တော်တို့ခေါင်းကဘလောက်ကြီးကြီးဘလောက်တည်တည်ရတယ်ပေါ့နော် ဒီမှာကျွန်တော်တို့အဲ့လိုလှုပ်ထားတဲ့ပေးထားလိုက်တယ်ဆိုရင်ကျွန်တော်တို့စကေးကဒီမှာအဲ1အတိပြည်တာ ਨੇ ညက်သွားပြီဗောနော်အဲ့တော့အဲ့ဒါကိုကျွန်တော်ကြည့်ချင်ရင်ကျွန်တော်ဒီကဘေးကနေ n ကိုနှိပ်ပြီးတော့ဒီ item ထဲမှာဗောနော် item ထဲမှာကျွန်တော်တို့ဒီစကေးမှာကြည့်လို့ရတယ်အဲ့တော့ဒီကနေ s နှိပ်ပြီးတော့ကျွန်တော်ဒီမှာစကေးလှုပ်ကြည့်မှာဆိုရင်ကျွန်တော်ဒီမှာကျွန်တော်စကေးရဒီမှာတွန်းနေဗောနော်ဒါပေမဲ့ဒီမှာကျွန်တော်ရှေ့က limit rotation တို့ limit location တို့မှာလို့ပဲကျွန်တော်ဒီမှာကျွန်တော်မောက်ကဆွဲရင်ဆွဲတလောက်ပေါ့နော်ဆွဲရင်ဆွဲတလောက်ကိုသူကဒီမှာစကေးရသွားနေဒါမှမကျွန်တော် limit ထားတာတဲ့1ပြောက်တဲ့အချိန်မှာတော့ရက်သွားပြီမြဲကျွန်တော်တို့မောက်ဆွဲရင်ဆွဲတလောက်တော့စကေးရသွားနေပါပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်ဒီမှာလဲအတိအကျမြင်နေတယ်ဆိုရင်တော့ဒီက effect transform ပေးလိုက်ရှင်ရပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဘလောက်ဆွဲဆွဲ1ပြည်တာ ਨੇ သူကဒီမှာကျွန်တော်ဒီမှာရှင်းတာပေါ့နော် ဲ့ဩဒီမှာဆိုလဲကြည့်လို့ရတယ် okay okay ဒါဆို minimum minimum ကိုကျွန်တော်တို့ထပ်ပြီးတော့ပေးကြည့်လိုက်မှာပေါ့နော်အဲ့တော့ minimum မှာကြတော့ order fee ပြီးတော့ဒီဟာအကုန်လုံးယူလို့ရတယ်ပေါ့နော်ဒီဟာအကုန်လုံးအဲ့တော့အဲဒီမှာကြတော့ minus 1ပေါ့နော် minus 1ပေးကြည့်လိုက်မှာ okay အဲ့ဆိုရင်ကျွန်တော်စက်ကြီးလောက်ကြည့်လိုက်မှာဆိုရင်ဒီဘက်အောက်ကိုလဲ1ဒီဘက်အောက်ကိုလဲ1 okay အဲ့တော့ဒီကောင်ပြန်ဖြုတ်ပြီးတော့ကျွန်တော်တို့ပြန်လုပ်ကြည့်လိုက်မယ် Okay အဲ့တော့ကျွန်တော်ဒီမှာက minimum ကဒီမှာတိတ်ပြီးတော့အလုံးတိတ်မလုံဘူးဗျဒီမှာကျွန်တော်တို့ maximum မှာဒီမှာ1ပေးထားတယ်ဆိုရင်သူကျွန်တော်တို့ဒီ minimum မှာလည်းသူက minus 1ကိုအော်တိုသူကနေရောက်သွားကျွန်တော်ဒီ minimum မှာ minus 1မပေးထားတာတောင်မှသူကဒီမှာကျွန်တော်ဒီမှာကြည့်ကြည့်လိုက်မယ်ဆိုရင် โอเคအဲဒီ out ဖက်မှာဆိုလဲ minus 1 anti ရောက်တာ ਨੇ သူ့ရဲ့ skill က limit ဖြစ်သွားတယ်ဗောနော်ကျွန်တော်တို့အပေါ်က1မှာဆိုလဲဒါ limit က skill က limit ဖြစ်သွားတယ်ဗောနော်โอเค โอเคအဲ့တော့မှာကျွန်တော်ထပ်ပြီးတော့ဒီကနေထပ်ပြီးတော့အဲလောက်ကြည့်ဗောနော်ဒီမှာထပ်ပါတော့ကျွန်တော်တို့ဒီနှစ်ခုကိုဖြုတ်လိုက်မယ် y h အနေနဲ့ limit တစ်ခုပဲထားကြည့်လိုက်အဲ့ဆိုရင်ကျွန်တော်တို့ရ skill ကြီးကြည့်လိုက်မယ်ဆိုရင်ကျွန်တော်စကေးက H ကဒရိုင်ရှင်တစ်ခုတည်းကိုခြံပြီးတော့အခြားဒရိုင်အခြား location တွေကဒါကြီးကကြီးသွားတာပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ကြီးလိုက်မှာဆိုရင်ပြီးရင်ကျွန်တော်ထားပါတော့ဒီမှာ Y ပေါ့နော် Y ထားမှာဆိုရင် okay သူရဲ့ Y ရဲ့ limit ကို1အတိမှာထားပြီးတော့အခြားဟာတွေကကြီးကြိုက်တဲ့ကြိုက်တဲ့လောက်အကြီးအသေးဖြစ်သွားပါတော့เนาะကျွန်တော်ဒီမှာဆိုရင်ထားပါတော့ပြီးရင်ကျွန်တော် Z ပေါ့နော် Z ကိုကြီးလိုက်မှာဆိုရင် ဒီစကက်ဒီစကေးပေါ့နော်စကေးက1အတိမှလည်းရက်သွားတယ်အခြားဟာတွေကဒီကြိုက်သလောက်သူကလည်းကျွန်တော်စွဲရင်စွဲသလောက်ဒီကြည့်တာပေါ့နော်အဲ့ဒါကိုကျွန်တော်အကုန်လုံးပြန်ပြီးတော့ပေးထားပြီဆိုရင်ကျွန်တော်တို့1အတိမှလည်းသူက limit ဖြစ်သွားတယ်ပေါ့နော်ဒီစကေးက Okay အဲ့ဆိုရင်အခြားဒီမှာအခြားဥနာကိုလည်းတစ်ချက်ထက်ကြည့်လိုက်မယ်ဒါဒီမှာနောက်ပါရှိမယ် wasp wasp ဆိုရင်ရော โอเค passphrase ဆိုရင်ကျွန်တော်ချိုးရှေ့ကကျွန်တော်တို့ဒီ limit rotation တို့ limit location တို့မှာလည်းဒီတိုင်းပဲပေါ့နော်ကျွန်တော်ရဲ့ဒီ passphrase ရဲ့အလုပ်လုပ်ပုံညာတော့ကျွန်တော်ကိုသတ်မှတ်ထားတဲ့ limit ကနှစ်ဆကိုသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်1ပေးထားတဲ့အတွက်သူ့ကို scale လုပ်ကြည့်တဲ့အချိန်မှာ passphrase အနေထားမှာကျွန်တော်ရဲ့ဒီ scale ကဒီမှာ1.995ဆိုတာဒါ2ပေါ့နော်ကျွန်တော်နှစ်ဆအနေနဲ့ဒါ scale ဖြစ်တော့ပေါ့နော်ဒီအဲ့တော့ control set ပြန်လာတယ် โอเคဒါဆိုရင်အခြားဟာလေးဒီမှာ post page ရှိမယ်ခြားတော့ဒီဟာလေးပေါ့နော်ဒီဟာလေးဒီဟာလေးလည်းစမ်းကြည့်လို့ရပေါ့နော်အဓိကတော့အသုံးများတာတော့ local space ပဲပေါ့နော်အခြားတော့အရာဒီမှာလည်းဒီ local space ကိုပဲအဓိကသုံးကြတာဆိုတော့ okay local space အခြားတော့ဟာဒီလည်းဒီမှာထပ်ပြီးစမ်းကြည့်လို့ရအောင်နော် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာ limit scale ရဲ့သဘောတရားကိုအားလုံးနားလေသဘောပေါက်လောက်ပြီးလို့အောင်မိတယ် okay အဲ့ဆိုရင်နောက်ဗီဒီယိုဒီမှာကျွန်တော်တို့ ခြားဒီမှာနောက်ရှိတဲ့ maintain ဘောလုံးတို့ transformation တို့ဒီကနေ့ထပ်ပြီးအလုပ်မှာပေါ့နော်